်အာမင်အနိညာရဲ့ပေါ့နော်သူတကွာကျွန်တော်တို့အတူတကွာပြန်လဲတဖန်ပြီးတော့အဲစာတုံးမှုလေဝမ်းမြောက်ရမယ်နှုတ်ကပတ်တော်အတွက်သခင်ဖျားကိုယေရှုတင်ရှင်းမပါတယ်ကျွန်မကဒီကဘာဦးချမ်းအခန်းကြီးလေးကနေပြီးတော့ဒီအသက်ဖြစ်ဒီလေးလာချင်းစာဆောင်ရဲ့ပေါ့နော်အခန်း23အဲဒီတခန်းထဲမှာကျွန်မရတဲ့ ဝင်းစုအနေငယ်ပဲပေါ့နော်အဲဆေးဘူးတပုတ်ပဲယူဆောင်လာတာဖြစ်တယ်အခါကျတော့အညီကမောင်နှမတွေအထက်ကနေလည်းအတူတကွပြန်လဲပြီးတော့စာသုံးမှုတွေချဖို့ဖြစ်ပါတယ်မင်းညမှာပေါ့နော်အာအမကစီစဉ်သွားတဲ့အဲအဆက်ပဲဖြစ်ပါတယ်လို့ဒီကဘာဥကျန်းကိုအသက်ဖြစ်ပေါ့နော်ကျမတို့လေး လာတဲ့အခါမှာပေါ့အဲတချိန်ကကျမတို့နားလေခဲ့တဲ့ဒီကပဥချမ်းရဲ့အရာတွေဖန်ဆင်းခြင်းအရာတွေဟာပေါ့နော်တကယ်ပေါ့နော်အဲအော့ဖွဲရာတွေအများကြီးဖရာရဲ့အကျံစီတော်နဲ့ပေါ့နော်သူ့ရဲ့အဲရည်ရွယ်ချက်ကိုတာ၍တာ၍ရှင်းရှင်းလင်းလင်း ပြီးတနေ့ပြီးတနေ့ကျမတို့ကိုမြင်လာရတဲ့အခွင့်ကိုရရှိတာဖြစ်ပါတယ်ဘုရားကပေါ့နော်အဲသူ့ရဲ့လမ်းကြောင်းတစ်ခုကိုပေါ့နော်အဲကောင်းမကောင်းတိကျမ်းရာလမ်းကြောင်းကြောင်းနဲ့ဒီပေါ့တေချင်းလမ်းကြောင်းနဲ့ပေါ့နော်အသက်ပြင်ရဲ့လမ်းကြောင်းတစ်ခုကိုပေါ့နော်အဲကဘာဥမာကတဲ့ကအားလုံးကိုပေါ့နော်သူစီစဉ်ပြီးတော့အဲပြောမယ်ဆို အဲရေးသားထားတာဖြစ်တယ်ဒါမဲ့ကျမတို့ကကျမတို့ရဲ့အတိညာနဲ့ပေါ့နော်သွားဒီအရာကိုသွားလေ့လာတဲ့အခါမှာ ကျမတို့မြေတန်းကျမတို့အထဲမှာပေါ့နော်မရှင်းလင်းတဲ့အရာတွေအများကြီးရှိခဲ့တယ်ပေါ့နော်ဒါမဲ့ဒီနေ့မှာပေါ့နော်တကယ်ပေါ့နော်ကျမတို့တွေလေ ဒီအသက်ဖြစ်လေလာချင်းဒီစာဆောင်လေးကျမတို့ဖတ်ရင်ဖတ်ရင်နဲ့ပေါ့နော်ပို့ပို့ပြီးတော့ဖျားရစီမံကိန်းလမ်းကြောင်းကိုရှင်းလင်းစွာမြင်လာရတာဖြစ်တယ်ပေါ့နော်ဒီအဲဒါကြောင့်ကဘာဦးအခန်းကြီး၃ထဲမှာဆိုလို့ရှင်တွေ့တဲ့အခါမှာကြည့်တဲ့အခါမှာလေးပေါ့နော်ဒီမျိုးစစ်ဖြစ်ပေါ့နော်သူလှုပ်ဆောင်ထားတဲ့ဖျားလှုပ်ဆောင်ထားတဲ့မျိုးစစ်ဖြစ်ဖြစ်ပေါ်စေတဲ့အရာတွေကိုပေါ့နော်ဒီတမတိကျမ်းထဲမှာတဖြည်းတဖြည်းတိုးတက်ပြောင်းလဲလာတဲ့အရာတွေပေါ့နော်ဒီနေ့ညဆိုရင်ပေါ့မနေ့ညကနေစပြီး ော့ဒီကာအိနာနဲ့အဘီလာရဲ့အချောင်းကိုကျမတို့ပေါ့နော်စာတုံးရတဲ့အခါမှာလေတကယ်ပေါ့နော်ကျမတို့ကကာအိနာအချောင်းကိုကျမတို့တိတဲ့အခါမှာပေါ့နော်ဘုရားကိုဝုပြုတ်ကိုးကွယ်ဖို့ရန်အတွက်ပေါ့နော်ပထမဆုံးဘုရားကိုဝုပြုတ်ကိုးကွယ်ရင်းနဲ့ပေါ့နော်ကဘာမှာလူ တက်ခဲ့တယ်ဗောနော်လူတက်မှုကိုဘာသမကျူးလွန်ခဲ့တယ်ဒီလောက်ပဲကျမတို့အပေါ်ရန်လေးပဲအဲနားလေခဲ့တာဖြစ်တယ်ဒါမဲ့ကာအီနာနဲ့ဒီအာဘီလာရဲ့အချောင်းကိုဗောနော်တကယ်ဗောနော်အာကာအီနာဟာကောင်းမကောင်းတိကျွမ်းရာဗောနော်ဖြစ်ပြီးတော့လမ်းကြောင်းဖြစ်ပြီးတော့အာဘီလာဟာဗောနော်အသက်ရဲ့လမ်းကြောင်းဖြစ်တယ်ဗောနော်ခရစ်တော်ကိုဗောနော်ခရစ်တော်ရဲ့လမ်းကြောင်းဖြစ်တယ်ဆိုတဲ့အရာကို ပေါ့နော်ကျမတို့နားလည်လာတဲ့အခါမှာလေအိုးသခင်ဖျားကိုရောကလေဒီလမ်းကြောင်းတစ်ခုနှစ်ခုကိုပေါ့နော်အမြဲတမ်းပေါ့နော်ယနေ့အထိပေါ့နော်ဒီလိုတွားနေပါလားဆိုတဲ့အရာကိုမြင်ရတဲ့အခါမှာတကယ်ဝမ်းမြောက်ရတယ်ပေါ့နော်ဒီ အဲဒီမျိုးကြီးခဲ့တဲ့ဘောနော်ဒီကဘာဥကြလေးထဲမှာဆိုရင် မျိုးကြီးခဲ့တဲ့ဒီမျိုးစိနှစ်ခုဖြစ်တဲ့ကာအိနနဲ့အဘိလာရဲ့ဒီလမ်းကြောင်းနှစ်ခုကိုကျမတို့ဘောနော်နေလာနေလာတဲ့အခါမှာဘောနော်တွေ့ရှိရတဲ့အရာတွေကဘောနော်ဒီကာအိနဟာဘောနော်တကယ်ဘောနော်ဒီသခင်ယေရှုကကာအိနနဲ့ပတ်သက်ပြီးတော့လဲသူကတွေ့ဝိုက်ပြီးတော့ဒီမတ်သေးထဲမှာလဲဘောနော်တိရော3စနစ်မှာရောဒီဟေဘရဲ17လေးတွေနောက်ပြီးတော့ဒီစနစ်24မှာကြည့်တဲ့အခါမှာလေးဘောနော်သူကရှေးဥစွာလူ ူတက်တော်သူဖြစ်တယ်ပေါ့နော်မာနတ်ရဲ့တားသမီးတွေဖြစ်တယ်မာနတ်ကနေဆင်းသက်လာသူဖြစ်တယ်ဆိုတော့အကြောင်းကိုသခင်ယေရှုကဒီခရစ်ဝင်ကျမ်းတွေမှာသူပြောခဲ့တယ်ဒါပေမဲ့ကျမတို့နားလည်လားနားမလည်ဘူးလေနော်နားအဲ့လောက်ထိနားမလည်ခဲ့ရအပေါ်ရန်လေးပဲနားလည်ခဲ့တယ်ပေါ့နော်ဒီယေရှုသူသခင်ယေရှုသူပြောခဲ့တဲ့အရာတွေအလန်းကြောင်အလုံးဟာပေါ့နော်ဒီကောင်းမကောင်းတိကျွမ်းရလမ်းကြောင်ဖြစ်တဲ့ကာအိနာကိုတွေ့ဝိုက်ပြီးတော့ သူကလေပြောဆိုခဲ့ပါလားဆိုတဲ့အရာကိုပေါ့နော်တကယ်ပေါ့နော်အဲဒီနေ့နားလေရတာဖြစ်တယ်မနက်နဲ့တလုံးတဝကြီးအဲပေါ့နော်ကိနာဟာဖြစ်လာပြီးတဲ့နောက်မှာပေါ့နော်မာနတ်နှစ်ဦးနဲ့သူကလေပေါင်းပြီးတော့ပေါ့နော်အာဘီလတ်ကိုတဲ့ဆိုတဲ့အရာလေးနော်အဲဒီမှာပေါ့နော်ပြန်တွေ့ရတယ်ပေါ့နော်ဒါကြောင့်မို့ဒီယောရှိ44ထဲမှာလဲသူကပြောတဲ့ ယေရှုကပြောတယ်သူဒီတဲ့မူတာစကားကိုပြောတဲ့အခါမှာမိမိ၌ရှိတဲ့အတိုင်းပြောတယ်တဲ့မူတာစကား၌ကျင့်လေတော်သူဖြစ်တယ်တဲ့မူတာရဲ့အဖလည်းဖြစ်တယ်ဆိုပြီးတော့ဗောနောမာနတ်ကိုလိန်လေတော်သူတယောက်ဖြစ်ဗောနောသူကအဲယေရှုကဗောနောဒီယဉ်ယဉ်ညွတ်ပြီးသူပြောခဲ့တာဗောနောဒီယဉ်ညွတ်ပြီးပြောတာကသူကကအိနာကိုပြောတယ်ဆိုတဲ့အရာပေါ့နော်ဒီညာပေါ့နော်ပြန်နေပြီးတော့အဲတွေ့ရှိရတာဖြစ်တယ်ပေါ့နော်ဒီကအိနာရဲ့ပေါ့နော်ဒီ လမ်းကြောင်းကိုပေါ့နော်ဒီကြည့်တဲ့အခါမှာပေါ့နော်အဖះကပေါ့နော်ဒီဖန်ဆင်းခြင်းကိုကြည့်တဲ့အခါမှာလေးလေးလူကိုအသက်ပြင်းတဲ့ဒီကောင်းမကောင်းတိကျွမ်းရအပြင်ဆိုပြီးတော့သူကအပြင်းနှပြင်းရှိမှာပေါ့နော်ဒီ အဲဘောနော်အာဒာနဲ့ဧဝကိုသူကလူလူထားခဲ့တာဖြစ်တယ်ဘောနော်ကျမတို့မြင်ရတာဖြစ်တယ်ဒီကဘာဥစ္စာနှစ်ရှိကိုကိုကြည့်တဲ့အခါမှာလေသူကအသက်ပြင်းရဲ့လမ်းကြောင်းနဲ့ကောင်းမကောင်းရဲ့တိကျွမ်းရာလမ်းကြောင်းဖြစ်တဲ့ဒီအပြစ်နှစ်ပြင်းဟာဘောနော်တမာကျန်းစာတလျှောက်လုံးမှာယခုထိပေါ့ဆက်လက်သွားနေတယ်ဒီလမ်းကြောင်းနှစ်ခုခါဘောနော်အရင်မြစ်နှစ်ခုကိုသူကကိုစားပြုတ်ပြီးတော့သွားနေတယ်ဆိုတဲ့အရာကိုဘောနော် ပို့ပြီးတော့ကျမတို့ရှင်းလင်းပြီးတော့မြင်လာရတယ်ဘောနော်အိုးခေရှုကိုတော့ကိုကြီးစုတင်နေဘောနော် ကျမတို့လေဒီလက်တောင်းနှောင်းထဲမှာပေါ့နော်ကောင်းမကောင်းတီကျွမ်းရလားအသက်ပင်လားကျမတို့ကတနေရာမှာတော့တနေရာကျမတို့ညှိခဲ့တာဖြစ်တယ်ကျမကျမတို့ဆိုရင်တစ်ချိန်ကဆိုတကယ်ကောင်းမကောင်းတီကျွမ်းရအပြင်ထဲမှာကျမတို့ကတွားနေခဲ့တာဖြစ်တယ်ဆိုတဲ့အရာဒီညီကိုကလည်းသူပြောထားတာနော်ဒီကျွန်ုပ်တို့ဒီတဲ့တမချန်းစာရဲ့နောက်ဆက်သွဲအလင်းမှာတဲ့အဲကျမတို့ဒီအရာကိုပေါ့နော်အဲတင်ကားတဲ့အဘေလလမ်းကြောင်းလို့တဲ့အဲကာအီနာရဲ့လမ်းကြောင်းလို့တဲ့ ဒီအရာကိုတဲ့အဲများအာဗောနော်ဒီအရာကိုဗောနော်ကျမတို့ဗောမတိခဲဟိုဒါမဲ့ညီကိုလည်းပြောနေတယ်ဒီထဲမှာလေးနော်အဲဒီအလင်းနိုင်တဲ့ညီအကိုနှလုံးစင်းစင်းစင်းစားကြည့်ကြအောင်ကျွန်ုပ်တို့ဒီတဲ့ကာအိနာနဲ့စတင်มาဖြစ်ပါတယ်တဲ့တကယ်မှန်ပါတယ်ဗောနော်ဒီညီကိုပြောထားတာအော်ကျမတို့ကတကယ်ဗောနော်ဒီကာအိနာလမ်းကြောင်းကနေကျမတို့လေးစင်တက်စင်လာခဲ့တယ်စတင်ခဲ့တယ်ဆိုတဲ့အရာကိုလေဒီနေ့မှာပေါ့နော်ပြန်လည်ပြီးတော့အဲသိရှိရတာဖြစ်တယ်ပေါ့နော်ဒီကာအိနာကဒီပြန်ကြည့်တဲ့အခါမှာပေါ့ ါ့နော်ကောင်းမကောင်းတိကျွမ်းရာရဲ့လမ်းကြောင်းကိုသူကပေါ့နော်ကိုစားပြုတ်ပြီးတော့ဒီအာဘေလဟာအသက်ကြီးရဲ့လမ်းကြောင်းကိုကိုစားပြုတ်ထားတယ်ဆိုတဲ့အရာပေါ့နော်ဒီအရင်မြစ်နှစ်ခုဟာပေါ့နော်ဒီအပြင်နှစ်ပြင်ရဲ့အရင်နှစ်ဒီလမ်းကြောင်းနှစ်ခုဟာလေလမ်းကြောင်းနှစ်ခုဟာပေါ့နော်ပြီးပြီးဆုံးချင်းနှစ်ခုဖြစ်လာမှာဖြစ်တယ်ဆိုတဲ့ဟာဒီကဘာဥမာပေါ့နော်ပြောတဲ့ ဒီလမ်းကြောင်းတစ်ခုဟာဗောနော်ဒီနောက်ဆုံးမှာဒီဗျာဒိတ်မှာပြောတဲ့ဗောနော်အဲကြီးမားတဲ့ဗောနော်ဒီအဲဘာဘလုန်မြို့ကြီးနဲ့ဗောနော်ယေရုရှလင်မြို့တစ်ဆိုတဲ့ဒီနှစ်ခုကလမ်းဆုံးမှာသူကအဆုံးတတ်သွားမှာဖြစ်တယ်ဆိုတဲ့အရာလေးနော်အိုးတကယ်ရှုပါနော်တကယ်ဗောနော်ဝမ်းမြောက်ရတယ်ဒီလမ်းဒီအရာတွေကျမတို့သိရှိနားလေတဲ့အခါမှာကျမတို့ကအိုးတကယ်ဖေဖေကျမတို့ကောင်းမကောင်းတိကျွမ်းရလမ်းကြောင်းထဲကနေဗောနော်ဖေဖေရဲ့အသက်ရဲ့လမ်းကြောင်းထဲမှာကျမတို့ကိုဖေဖေကဗောနော်ခေါ်ဆောင်ခေါ် ော်သွင်းလာခဲ့တဲ့အတွက်ကျမတို့တခင်ဖျားကိုကျေးဇူးတင်ချီးမွမ်းတာဖြစ်ပါတယ်ဒါကြောင့်အီမြို့သူများဒီတဲ့တခုဒီကြီးမားပြီးတော့တဲ့တခုဟာတန့်ရှင်းတဲ့မြို့ပေါ့နော်ဒီပေါ့နော်ဘာဘလုံမြို့ကြီးဟာပေါ့နော်ကာအီနာရဲ့အဲပေါ့နော်ကာအီနာအဖြစ်စတင်ခဲ့တဲ့ပေါ့နော်ဒီကောင်းမကောင်းတီးကျွမ်းတဲ့ဒီလမ်းကြောင်းဟာပေါ့နော်ဘာဘလုံမြို့ကြီးဖြစ်ပြီးတော့ပေါ့နော်ဒီအာဘေလအဖြစ်ပေါ့နော်တွားတဲ့လမ်းကြောင်းအသက်ပြည့်ရဲ့လမ်းကြောင်းဟာပေါ့နော်တန့်ရှင်းတဲ့ပေါ့နော်မြို့တစ်မြို့ပေါ့နော်ယေရုရှလင်မြို့တစ်ဖြစ်တယ်ဆိုတဲ့အရာဒီ ီကြီးမားတဲ့ဘာဘလိုမျိုးဟာကောင်းမကောင်းတိကျွမ်းရအပြင်ရဲ့လမ်းကြောင်းဒီကာဣနမျိုးစိပေါ့နော်နှစ်ခုစလုံးရဲ့ပြည့်မြောက်ပြည့်စုံခြင်းဖြစ်တယ်ဆိုတဲ့အရာကိုပေါ့နော်ဝမ်းမြောက်ရတယ်ပေါ့နော်ဒီနေ့မှာပေါ့နော်ဒီကာဣနရဲ့လမ်းကြောင်းကိုပြန်ပြီးတော့ဆင်ခြင်ကြည့်ကြရအောင်ပေါ့နော်ကာဣနဟာပေါ့ကျမတို့နားလေတာကဒီပေါ့နော်မြေသူကမြေလွတ်တော်သူပေါ့နော်မြေကိုအစီခံတော်သူဆိုပြီးမှကျမတို့မနစ်ညမှာလဲကျမတို့စားသုံးရတယ်လीเนาะညီမတွေထဲကနေအများကြီးကျမတို့မနစ်ရလဲစားရတယ်ပေါ့နော်ဝမ်းမြောက် ရတဲ့မြေကိုသူကအစီခံတယ်မြေကိုအဆွေခံခြင်းဆိုတဲ့အရာကမိမိကိုကိုပေါ့နော်အဲဘ ਹੁ ပြုတ်ခြင်းပေါ့နော်မိမိအတွက်ပဲလှုပ်ဆောင်ခြင်းပေါ့နောက်ပြီးတော့အဲ့ဒီဒီရေမလောမိုးခြင်းအချိန်ကာလအထိပေါ့နော်ဘုရားကလေးပေါ့နော်လူကိုပေါ့နော်အသားစားခွင့်မပေးထားဘူးပေါ့နော်လူကိုအသားစားခွင့်မပေးထားချင်အဲ့ဒါလဲပေါ့သူကအဲပုံဆောင်ချက်ရှိတယ်ပေါ့နော်အဲ့ဒါကလဲသူဒီလမ်းကြောင်းထဲကိုသူကဘုရားကဆိုလိုရင်းကိုသူအဲနောက် အမနိညာလည်းပြောပြီးပြီဖြစ်တယ်ပေါ့နော်သွားမှာဖြစ်တယ်ပေါ့နော်မြေကိုအစီခံတော့တူတူဟုခေါ်ဆိုလေအီဒီမာတဲ့တူဒီမိမိကိုတိုင်အတွက်ပဲလှုပ်ဆောင်ပြီးတော့အသက်ရှင်ခြင်းကိုပေါ့နော်ဒီကာအီနာရဲ့အဲပေါ့နော်လမ်းကြောင်းကပေါ့နော်မိမိကိုအသက်ရှင်ကိုသူကအဆိုလိုတာဖြစ်တယ် Sorry ေဖုန်းဖုန်းဖုန်းတစ်ချက် ဘလို့လို့ရမှာဒီဖို့အဲမိမိကိုယ်တိုင်အတွက်ပေါ့နော်လှုပ်ဆောင်ပြီးတော့သူကအသက်ရှင်ခဲ့ရုံမကဘူးမိမိကိုယ်တိုင်အဖြစ်လဲပေါ့နော် သူက အသက်ရှင်နေတယ်ဆိုတဲ့အရာကို sorry 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 ဘယ်လိုပေးရမလဲမသိဘူးအဲဘောနော်ဒီဘောနော်စာတန်ရဲ့ဘောနော်လူဦးအသွေးသားဖြစ်လာခဲ့ဒီကိုဘောနော်အဲတိရတာဖြစ်တယ်ဘောနော် ဒီကအိနာရဲ့လမ်းကြောင်းကလေကအိနာရဲ့လမ်းကြောင်းက စာတန်အဖြစ်သူကစာတန်အဖြစ်သူအသက်ရှင်တယ်ဆိုတဲ့အရာကိုအဲကအိနာပေါ့နော်ကအိနာကိုဆိုလိုခြင်းဖြစ်တယ်ပေါ့နော်ကအိနာဒီထိုကဲ့သို့ပုဂ္ဂိုလ်ဖြစ်ပေါ့နော်သူကအသက်ရှင်ခဲ့တာဖြစ်တယ်ဆိုတဲ့အရာကိုဒီကအိနာရဲ့ပေါ့နော်အဲလမ်းကြောင်းကအိနာရဲ့အသက်ရှင်ခြင်းကိုပေါ့နော်အဲတွေ့ရတာဖြစ်တယ်သူကစာတန်နဲ့သူကအစပြုတဲ့သူဖြစ်တယ်နောက်ပြီးတော့သူ့ရဲ့ကိုယ်ပိုင်ထင်မြင်ချက်အတိုင်းပေါ့နော်ဘုရားကိုဝတ်ပြုကိုးကွယ်သူဖြစ်တယ်ဆိုတဲ့ အရာပေါ့နော်ဒီဘုရားကိုကောင်းမကောင်းရာအဲမှာဘုရားကိုဝတ်ပြုကိုးကွယ်ခြင်းရှိတယ်ဆိုတဲ့အရာကိုလည်းပေါ့နော်ကျမတို့ပြန်လည်ပြီးတော့စင်စင်ပေါ့နော်စင်စင်ရတယ်တွေ့ရတယ်ပေါ့နော်လူအနေဖြစ်ဆိုရရင်သူဒီတဲ့မူလကမယွန်းခြင်းမရှိခဲ့ပါဘူးတဲ့ဒီစာရေးတူညီကိုကတော့ပေါ့နော်သူပြောထားတယ်အဲသူခရစ်ယာန်ဖြစ်တဲ့အခါမှာတဲ့ အဲကာအီနာရဲ့ရှေ့နေပေါ့နော်ကာအီနာရဲ့နေရာမှာသူကလေဖះနဲ့အငင်းဖုံလုတ်ဘူးတယ်ကျမတို့လည်းဒီလိုပဲလုတ်ဘူးတာပဲပေါ့နော်ဟာဖះကလည်းပေါ့နော်မတရားဘာဖြစ်လို့ပေါ့နော်ကာအီနာရဲ့ပူဇော်ခြင်းကိုလက်မခံဘဲနဲ့ပေါ့နော်အာဘီလာရဲ့ပူဇော်ခြင်းကိုလက်ခံရတာလေပေါ့နော်ဒါကြောင့်မလို့ပေါ့နော်ဒီလိုသူ့ညီကိုတတ်သွားတာပေါ့အေးကျမတို့ကဒီလိုပဲတိတာဖြစ်တယ်ပေါ့နော်ဒီလိုပဲတိတာဖြစ်တယ် အဲဘောနော်ဒီထဲမှာကြည့်တဲ့အခါမှာလေးဘောနော်ဒီဖျားကားတဲ့ကျွန်ုပ်တို့ဖို့ဂိုင်းနာဒီတဲ့ဖျားခင်ရဲ့မျက်မှောက်တော်နဲ့ပူဇော်ခဲ့ခြင်းဒီမာယွန်းခြင်းမရှိပါဘူးကျမတို့ကအဲအဲ့လိုဘောနော်ဖျားကိုလေးအဲ့လိုမျိုး complain တက် တက်ခဲ့တယ်ဗောနော်ဒီညီကိုလည်းအဲ့လိုဗောနော်အဲဗောနော်လောင်းတစားတွေလိမ့်လေချင်းတွေတက်ဖြတ်ချင်းတွေနဲ့မတူပါဆိုပြီးတော့ထင်မြင်ခဲ့တာဖြစ်တယ်တဲ့အဲဗောနော်ဘုရားသခင်ဒီဘုရားသခင်ကိုတော်ဒီတဲ့ကာဣနရဲ့တရားမျှတမှုမရှိပါတဲ့ကာဣနနိုင်ဗောနော်တရားမျှတမှုမရှိဘူးဆိုပြီးတော့ဗတ်အဲဗောနော်တရားမျှတမှုမရှိတဲ့အတွက်ကြောင့်မို့သူ့ညီကိုတတ်ဖို့အတွက်ဖြစ်ပေါ်လာတာဖြစ်တယ်ဆိုပြီးတော့ဗောနော်ညှင်းခုန်ခဲ့ဘူးတဲ့ဒါမဲ့ကိုတော်ဒီတဲ့တရားမျှတမှုရှိခဲ့ပါလိမ့်တဲ့ကာဣ ီနာဒီတဲ့သူဤညီကိုလွန်စွာချစ်လိုက်မိဟုဖျားခင်ကိုညင်ခုန်ခဲ့တယ်တဲ့သူရဲ့ညင်ခုန်ခြင်းပေါ့နော်ကြည့်တဲ့အခါမှာတကယ်ပေါ့နော်ကျမတို့ဒီလေအဲ့ဒီလိုမျိုးညင်ခုန်တာဖြစ်တယ်တဲ့ဒါမဲ့ကာအီနာနဲ့အဲပေါ့နော်ဒီညင်ခုန်ခြင်းနဲ့ပတ်သက်ပြီးတော့လေအဲပေါ့နော်ကျမတို့ပေါ့နော်ဒီလိုညင်ခုန်ခဲ့တာဖြစ်တယ်ဆိုတဲ့အရာပေါ့နော်ဒါမဲ့တဲ့ အဲဘောနော်ဒီမှာဘောနော်ညီကပြောထားတယ်ဘောနော်အဲသူကစာတန်ရဲ့သဘောတဘာဝနဲ့သူကဘောနော်အဲသဘောတဘာဝနဲ့အတိညာဉ်ကိုသူအဲဘောနော်ထိုးထွင်းခံရပြီးတော့သူကဘောနော်စိုးညစ်တဲ့ဘောနော်စာတန်နဲ့ဘောနော်သူကဖြစ်ချင်းခံရတာဖြစ်တယ်ဒီကာယိနရဲ့အတ္တတာကလေကာယိနရဲ့အတ္တတာကဒီစာတန်နဲ့ဘောနော်အဲသူ့ဘောမှာဘုရားကအရင်ကရုဏာရှိတယ်ကြီးစုရှိတယ်ဘောနော်သူ့ဘောမှာကြွယ်ဝတယ်ဘောနော်အဲသူ့ရဲ့ဗလာဖြစ်ချင်းကိုလည်းဖုံးအုပ်ပေးရန်ဘောနော် အဲဒီအာဒာနဲ့ဧဝကနေဆင်းသက်လာတဲ့ပေါ့နော်ဒီကာအိနပေါ်မှာပေါ့နော်တကယ်ဖျားကလေအဲသူတို့ကိုပေါ့နော်ဒီဖုံးဖို့ပို့ရန်အတွက်တေရီတွေကအစသူတို့ကိုပြုတ်လုပေးခဲ့တာဖြစ်တယ်ဖျားကသူတို့ပေါ်မှာပေါ့နော်အဲစာတန်နဲ့ပူပေါင်းသွားပေမဲ့ပေါ့နော်စာတန်ရဲ့အဲသူ့ရဲ့သဘောတဘာဝတွေထိုးဝင်သွားပေမဲ့ပေါ့နော်ဖျားရဲ့ဂရုဏာတော်ကပေါ့နော်ဒီအာဒန်နဲ့ဧဝနဲ့ဒီကာအိနတို့အပေါ်မှာပေါ့နော်အမြဲတမ်းလွတ်မိုးခဲ့တယ်ဒါကြောင့်မို့ပေါ့နော်ဒီကာအိနနဲ့ညီကိုတတ်တဲ့ခါမှာလေအဲ့ခါကျတော့ဒီအ ကအာဘေလရဲ့အသွေးကပေါ့နော်ဘုရားကကောင်းကင်ပြောတဲ့အခါမှာလေဘုရားကကာအိနာကိုပေါ့နော်ကာအိနာကကြောက်ပြီးအရက်ရက်မှလေတော့သူပြင်းနေရတယ်ပေါ့နော်တမန်ကျန်စာကတော့ကျမတို့နားလည်ခဲ့တာဒီလိုပေါ့နော်တွားတဲ့အခါမှာပေါ့နော်အဲတင့်ကိုပေါ့နော်ဘုရားပြန်ပြောတဲ့ကပ္ပဥကျန်ကိုပြောတဲ့အခါမှာလေလေအဲပြေးတဲ့ပေါ့နော်အာပေါ့နော်မဖြစ်စေရဘူးပေါ့နော်တင့်ကိုပေါ့နော်အဲရံပပြုတော့သူငါပြုမယ်ဘုရားကလေကောက်တီပေါ့နော်သူကပြန်သူ့ရဲ့ဂရုနာတော်နဲ့ဘုရားခင်ဒီတဲ့သူတို့အပေါ်မှာဂရုနာတော်နဲ့ကြီးစုတော်ကျေ ဝရွေးတဲ့သူတို့ရဲ့ဗလာဖြစ်ချင်းသူတို့ရဲ့ဖြစ်ချင်းကိုလည်းတဲ့ဖို့ဥပေးရန်တည်ရင်နဲ့ဝတ်လုံဖြစ်ပြုလုပ်ပေးခြင်းနဲ့တဲ့သူတို့ကိုကဲ့တင်ရန်ဂတိတော်ရှိခဲ့ကြောင်းကိုသူတို့ဒီနားလေခဲ့ပြီးတော့တဲ့ထိုအရာကစစ်မှန်တော့ဖြောင့်မတ်ခြင်းဟူသောကြောက်လာမိခရစ်တော်ကိုပုံဆောင်ခြင်းဖြစ်တယ်တဲ့ဦးခေရှုဘောနော်အာဒမ်နဲ့ဧဝါ ကစာသန်နဲ့ပူပေါင်းသွားပေမဲ့ပေါ့နော်ဘုရားကဂရုနာတော်ရှိပြီးတော့သူတို့ကိုပြန်လည်ပြီးကယ်တင်မဲ့ခရစ်တော်ကိုပေါ့နော်ပုံဆောင်တာဖြစ်တယ်ဆိုတဲ့အရာကိုလေမွေလော်ဝမ်းမြောက်ရတယ်ပေါ့နော်ဒီထဲမှာအဲဒီပေါ့နော်ဒီနီကိုကတော့ပြန်ပြီးတော့ပြန်ပြောထားတဲ့ဟာပေါ့နော်အဲဒီတန့်စင်တဲ့ရေတစ်ခွက်ကိုတဲ့ဖန်ခွက်တစ်လုံးထဲမှာတဲ့အဖန်ခွက်ဖန်ခွက်ပေါ့နော်တန့်စင်တဲ့ရေကိုတဲ့ဖန်ခွက်တစ်လုံးထဲမှာအချားညစ်ညမ်းတဲ့ရေကိုဖန်ခွက်အဲရှိတယ်ပေးတယ်ဆိုလို့ရှိရင်တဲ့အဲ့ဒီတန့် ်းစင်တဲ့ရေကိုကျမအဲကျမတို့ကယူတော့မှာဖြစ်တယ်တဲ့ဒါပေမဲ့ဘောနော်အဲဆာလောင်ချင်းကိုတက်တာစီရန်ထိုးရေကိုတောက်တော့မှာဖြစ်တယ်ဒါမဲ့ညံ့ညမ်းတဲ့ရေကိုဘောနော်သူကအဲတောက်ပေးမယ်ဆိုရင်ဘောနော်ဖန်ခွက်ကိုပေးမယ်ဆိုရင်တဲ့ကျမတို့ကစိတ်ပြတ်မှာဖြစ်တယ်ကျမတို့ကညင်းပယ်လိုက်မှာဖြစ်တယ်ထိုနည်းအတိုင်းပဲဘောနော်ကာအိနာရဲ့ဘူးစတော့ချင်းကိုဘောနော် ော့ဖေရကလေအဲ့ဒီပုံဆောင်ချက်သူကပူဇော်နေသည်သူအနေနဲ့အကောင်းဆုံးပူဇော်တယ်လို့ပဲပြောပေါ့နော်စာတန်အဖြစ်ပေါ့နော်ထိုးထွင်းခံရတဲ့ညစ်ပတ်သွားတဲ့ပေါ့နော်ရေဖြစ်သွားတဲ့အတွက်ကြောင့်မို့တဲ့ဖေရခင်ဒီတဲ့ပေါ့နော်သူ့ကိုသူ့ရဲ့ပူဇော်ခြင်းကိုပေါ့နော်ပေချက်ခြင်းမာတဲ့ဖေရခင်ကတရားမျှတမှုမရှိပါဘူးတင်ပြောဆိုလိမ့်မည်မဟုတ်ပါဘူးတဲ့အိုးသခင်ပေါ့နော်တကယ်အဲဒီရာထဲမှာဒီနေ့ပေါ့နော်ဖေရခင်ဒီညစ်ညမ်းသောရေကိုတဲ့လက်မခံနိုင်ခြင်းမာရိုးရှင်းပါ တယ်တဲ့သူအရာဒီညဉ့်ညံ့သောပူဇော်ခြင်းပြင်ဖြစ်တယ်တဲ့အကာဣနာကညဉ့်ညံ့တဲ့မိဘကနေအာဒံဣဝကနေဆင်းသက်လာတဲ့အတွက်ကြောင့်မူသူကမွေးရပါမတန့်ရှင်းခြင်းနဲ့ပေါ့နော်ညဉ့်ညံ့ခြင်းရှိတဲ့အတွက်ကြောင့်မို့ဘုရားကပေါ့နော်အဲလက်ခံလို့မရဘူးဆိုတဲ့ ရာပေါ့နော်ဘုရားကတန့်ရှင်းဖြောက်မှတ်တဲ့ဖြူစဲ့အတွက်အရာဖြစ်ပေါ့နော်မိဘကနေဆင့်သက်တဲ့အရာကိုပေါ့နော်ဘုရားခင်ကလက်ခံလို့မရဘူးဆိုတဲ့အရာကိုအဲပေါ့နော်တိရတာဖြစ်တယ်ပေါ့နော်ဒီတမို့ဒီကဘာဥຈန်းလေးကပေါ့နော်အဲဒီဟာကိုချိတဲ့အခါမှာပေါ့နော်အဲဘုရားအဲဒီဝုပြုကိုကိုွယ်ချင်းကိုပေါ့နော်ဒီကောင်းမကောင်းကနေပြန်ဆက်သွားမယ်ဆိုလို့ရှိရင်ကာဣနရဲ့အရင်အမြစ်ကစာတန်ရဲ့အဲစာတန်ဖြစ်တယ်ပေါ့နော်နောက်ပြီးတော့ကာဣနရဲ့ အဲမာနတ်နဲ့တူကားတဲ့တူတီဖြစ်ကြောင်းကိုဤစံပိုက်မှာလုံးလုံးရှင်းရှင်းလင်းလင်းကို ပြသထားတာဖြစ်တယ်ဒီအကြောင်းမာနတ်ကလူကိုပေါ့နော်အဲဘုရားခင်ကိုဝှပြုကိုကိုွယ်ရန်ဘလို့နူးဆော်လဲဆိုတဲ့အရာကိုပေါ့နော်အဲဒီညင်းခုန်ကောင်းညင်းခုန်မဲတဲ့ဒါပေမဲ့တဲ့မာတေ16ထဲမှာတဲ့ဒီယေရှုကလေအဲပေတရုရဲ့ပုံဆောင်ချက်ကိုသူကလေစင်စစ်ပေတရုကအဲခရစ်တော်နဲ့ဆိုင်တဲ့ကောင်းကင်ယူပါယုံကိုသူလက်ခံရရှိတဲ့ပေတရုဖြစ်တယ်ပေါ့နော်ဒါပေမဲ့လည်းသူကပေါ့နော်အဲကိုရောဤ ိုတော်ဒီတဲ့တေခြင်းနဲ့ဆင်းရဲဒုက္ခခံရံတွေ့ကြလာခဲ့ကြောင်းကိုပြောဆိုခဲ့ခြင်းကိုမိမိကိုယ်ကိုညညာတနာရန်ယေရှုအားပြောဆိုခြင်းဖြင့်သူဒီတဲ့စာတအဖြစ်လှုပ်ဆော်ခံရတယ်တဲ့ဒီပေတရုလှုပ်ဆောင်တဲ့အရာပေါ့နော်အဲပေတရုလှုပ်ဆောင်တဲ့အရာကပေါ့နော်တကယ်ပေါ့နော်ဒီကောင်းမကောင်းတိခဲကနေပေါ့နော် အဲဖြစ်ပေါ့နော်သူ့ကိုအဲတခဏပေသူ့အထဲမှာပြင်းနေပေါ့နော်သူကလေအဲစာတန်က ဝင်ပြီးတော့ဗောနော်အဲ့လိုအဲပြောမယ်ဆိုသခင်ယေရှုကိုဗောနော်စုံစမ်းခဲ့တာဖြစ်တယ်ဆိုတဲ့အခါမှာအဲ့ခါမှာဗောနော်ကောင်းကင်ရဲ့ယူပါယုံကိုရသည်ဖြစ်စေတဲ့ဗောနော်ဒီထဲမှာဝုတ်ပြုတ်ဖျားခင်ကိုဝုတ်ပြုတ်ကိုကိုယ်ချင်းကိုဘလို့နိုးစော်တယ်လဲဗောနော်ဘလို့တားဆီးလုပ်တယ်လဲဆိုတဲ့အရာကိုလည်းဒီညမှာဒီထဲမှာဗောနော်ပြန်လည်ပြီးတော့အဲကျွေးမွေးချင်းခံရတယ်ဗောနော်ကိုရောကားတဲ့မျက်နာတော်ကိုလေ့ပြီးတော့အချင်းစာတန်းတဲ့ငါနောက်သူဆုတ်တော့တယ်ဗောနော်ပေသူကိုဗောနော်အဲယေရှုက ဗောနောတခင်ဖျားတခါရဲဗောနောအပြောဆူခဲ့တယ်ဆိုရဲပေသူငါနောက်သူဆုတ်လို့ဟုမပြောဆူခဲ့ဒီကူတတိပြုပါတယ်ထို့ကြောင့်ခမဲတော်ธรรมဖွင့်ပြချင်းကိုလက်ခံရရှိတော်သူဒီစာတန်ဖြစ်လာခဲ့တယ်သူဒီကောင်းမကောင်းကောင်းမကောင်းသောအရာဘုံသူကိုအလေးထားခြင်းဖြစ်စာတန်ဖြစ်လာခဲ့ခြင်းမဟုတ်ဘဲနဲ့တခင်ဖျားအတွက်သူအကောင်းဆုံးအရာကိုဗောနောသူဆက်ကတ်တဲ့အတိုင်းပဲ ပေါ့နော်ဒီလိုပေါ့နော်စာတန်ကပေါ့နော်အကောင်းအကောင်းဆုံးသောအရာတွေလှုပ်ဆောင်ခြင်းအဖြစ်တယ်ပေါ့နော်ဒီဘုပေါ့နော်ဘုပြချင်းတွေပေါ့နော်ဖျားနဲ့တွာလာချင်းတွေကိုပေါ့နော်ဒီအသက်ရဲ့လမ်းကြောင်းပြောမယ်ဆိုဒီအသက်ရဲ့လမ်းကြောင်းကိုအဲသူကအသားစီးဖြစ်စေတယ်ဆိုတဲ့မကောင်းသောအရာတစုံတစ်ခုကိုအလေးထားခြင်းနိုင်တဲ့စာတန်ဖြစ်လာခြင်းမဟုတ်ဘဲနဲ့တဲ့သခင်ဖျားအတွက်ဂယုစိုက်ခြင်းအကြောင်းအရာတွေမှာ ဖြစ်နေဖြစ်လာတာဖြစ်တယ်ဆိုတဲ့အရာပေါ့နော်ကျွန်တော်တို့ကဘလောက်ပဲဖရာအတွက်ပေါ့နော်ဖရာကိုဂယုစိုက်ပါတယ်ပြောပေမဲ့ပေါ့နော်ဒီပေါ့နော်မကောင်းတဲ့အရာแท้ကနေမဟုတ်ပဲねကောင်းတဲ့အရာပြင်းနေပေါ့နော်ပေါ့နော်ဒီကောင်းမကောင်းแท้ကနေလာတဲ့အရာမှန်တမျှဟာပေါ့နော်ဖရာခင်လက်မခံဘူးဆိုတဲ့အရာကိုလဲပေါ့နော်ဒီနေ့မှာပေါ့နော်အဲကျွေးမွေးချင်းခံရတယ်နောက်ပြီးတော့ဒီ အဘီလာရဲ့အတ္တတာကိုကြည့်တဲ့အခါမှာပေါ့နော်သူကကောင်းမကောင်းတဲ့တိကျွမ်းရာကိုလမ်းကြောင်းကိုသူကယူဆောင်ခဲ့တဲ့သူဖြစ်တယ်ဆိုတဲ့အရာပေါ့နော်နောက်ပြီးတော့ဒီတရားကိုကိုယ်ပွဲပွင့်ရန်အတွက်ဒီဘာသာတရားကိုသူကတည်ထောင်ခဲ့တဲ့လူဟုတ်မဆိုဘာဘလုံရဲ့ပေါ့နော်အစလမ်းကြောင်းထဲမှာသူကတွားနေတာဖြစ်တယ်ဆိုတဲ့အရာကိုလေပေါ့နော်အညမှာပေါ့နောက်ပြီးလောရတယ်နောက်ပြီးတော့ဒီအဲထဲမှာပေါ့နော်ဒီအာဘီလာရဲ့ပေါ့နော်လမ်းကြောင်းကိုလည်းပေါ့နော်ပြန်ကြည့်တဲ့အခါမှာလေအာဘီလာကပေါ့ဘုရားသခင်ရဲ့ပေါ့နော်အတွက်သူကအသက်ရှင် ာဖြစ်တယ်ဆိုတဲ့အရာပေါ့နော်ဒီနေ့ပေါ့နော်တိုးတွေကိုသူကထိန်းចောင်းတယ်ပေါ့နော်အဲတိုးတွေကိုထိန်းចောင်းတယ်တနေ့ဒီနေ့သခင်ဖျား အဖြစ်ဖရာအတွက်ပေါ့နော်အသက်ရှင်ခဲ့တဲ့သူဖြစ်တယ်ဆိုတဲ့အရာတိုးမြားကိုသူထိန်းចောင်းတော့သူဖြစ်တယ်ပေါ့နော်အဲအာဘီလာကအရင်ခံဖြစ်တယ်ဆိုတဲ့အရာသူဟာဒီနေ့မှာပေါ့နော်အတာအိနာလှုပ်ဆောင်ခဲ့တယ်လို့မိမိကိုကျူးအတွက်ပေါ့နော်မိမိကိုကိုအတွက်ပေါ့နော်မိမိအတွက်လှုပ်ဆောင်ခဲ့ခြင်းအသက်ရှင်ခဲ့ခြင်းမရှိဘဲနဲ့ဖရာခင်ရဲ့အလိုတော်ကိုခြေနဲ့နှိမ့်သိမ့်ခြင်းအတွက်ပေါ့နော် သူကလုတ်ဆောင်ခဲ့တာဖြစ်တယ်ဆိုတဲ့အရာသူအဲ့ဒီအရာကိုချစ်ချင်းအားဖြင့်ပေါ့နော်သူအသက်တာရဲ့နီလာဟာပေါ့နော်တကယ်သူရဲ့အသက်ရှင်ခြင်းတခုလုံးဟာပေါ့နော်ကိုတော့ကိုခြေနှက်စီပြီးတော့အဲခြေနှက်ပြီးတော့ပေါ့နော်ခြေနှက်ဝမ်းမြောက်စီခဲ့တယ်ဆိုတာခြေနှက်စီရန်ရည်ရွယ်ချက်နဲ့ စိတ်ဝင်စားခြင်းဖြစ်ခဲ့ကြောင်းကိုတဲ့ကိုတော့စိတ်ဝင်စားခဲ့တယ်ကျေနပ်ခဲ့တယ်ဆိုတဲ့အရာပေါ့နော်နောက်ဆုံးဆိုလို့ရှိရင်ဒီအာဘေလဟာပေါ့နော်ခရစ်တော်ကိုသူကပုံဆောင်ခြင်းဆိုလိုခြင်းဖြစ်တယ်ဆိုတဲ့အရာပေါ့နော်ဖခင်ကိုတကယ်ကျေနပ်စေခဲ့တယ်ဆိုတဲ့အရာဒီအာဘေလရဲ့အာပေါ့နော် အသက်ရှင်ခြင်းအဖြစ်ပေါ့နော်အဲသူရလာဖြစ်တယ်ပေါ့ဖခင်တစ်ခင်အတွက် သူကအလုတ်လုတ်ဆောင်တဲ့ဒီလမ်းကြောင်းတစ်ခုပေါ့နော်ဒီအသက်ရဲ့လမ်းကြောင်းမှာအာဘေလဟာပေါ့နော်သွားခဲ့တယ်ဆိုတဲ့အရာပေါ့နော်ဖခင် ရဲ့ဖွင့်ပြခြင်းတိုင်းဘုရားကိုသူကဝတ်ပြုကိုးကွယ်ဖြစ်တာဖြစ်တယ်အာဘေလရဲ့ဘောနော်ဒီထဲမှာကြည့်တဲ့အခါအာဘေလရဲ့ဘောနော်ပူဇော်တကားဒီသူ့ရဲ့ထင်မြင်ချက်နဲ့သူ့ရဲ့စဉ်းစားခြင်းအတိုင်းပဲသူတွားခြင်းမဟုတ်ပဲနဲ့ဘုရားခင်ရဲ့ကယ်တင်ခြင်းနိလအတိုင်းဘောနော်ကယ်တင်ခြင်းနိလအတိုင်းအသွေးအဖြစ်ဘောနော်တွန်းလောင်းပြီးတော့ဘောနော်အသွေးတွန်းပြီးတော့လူတွေကိုကယ်ဖို့ဖြစ်တယ်ဘောနော်ဒါကြောင့်သူ့ရဲ့ကယ်တင်ခြင်းနိလကိုဘောနော်သူကပူဇော်ခဲ့တာဖြစ်တယ်သူဒီကိုရောရဲ့ဖွင့်ပြခြင်းအရာဘုရားကိုဝတ်ပြုကိုးကွယ်ခဲ့တာဖြစ်တယ်ဆို တဲ့ဘောနော်အဘေလာရဲ့ဘောနော်အဲဒီလမ်းကြောင်းကိုသွားတဲ့အခါမှာလေးဘောနော်ဒီလိုမြင်ရတာဖြစ်တယ်တကြောင်မို့ဘယ်နဲ့တမန်စာသစ်တင်တူဒီတဲ့ဒီအူတီတော့အူဖွားတဲ့တအချို့ကိုဘောနော်တိုးစီအိုတွေကိုဒီနေ့သူကဆောင်ခဲ့ပြီးတော့တဲ့ဘောနော်ဒီဟေဘရဲထဲမှာရောပြောထားတယ်ဘောနော်ဒီဣသရေလူမျိုးတွေကဘောနော်ဣသရေလူမျိုးတွေဟာဒီဘောနော်အူဖွားတဲ့တအချို့တွေနောက်ပြီးတော့တိုးရစီအူတွေကိုသူတို့ကမစခဲ့ဘူးဘောနော်မစားခဲ့ဘူးဒီထဲမှာလေ ဒီဟိုကជីတဲ့အခါမှာဗောနော်ဓမ္မဟောင်းကိုជីတဲ့အခါမှာလေကမစားသုံးခဲ့ဘူးထိုအရာဟာတဲ့ဖရာတခင်ကိုပူဇော်ဖို့ရန်အတွက်တီးတန့်ထားခဲ့တာဖြစ်တယ်ဆိုတဲ့အရာကျွန်တော်တို့နားမလည်ခဲ့တဲ့အရာတွေလေးနော်ဒီရာကဘာကြောင့်မို့အဲ့ဒီပုံဆောင်ချက်အလုံးဟာတဲ့အာဘီလာဒီခရစ်တော်ထံဖျားခရစ်တော်ကိုဖျားခင်ထံပူဇော်ခဲ့တာဖြစ်တယ်ဆိုတဲ့အရာပေါ့နော်ဒီလမ်းကြောင်းတစ်ခုခါဟိုအာဘီလာကတည်းကနေပေါ့နော်ဒီအသက်ရဲ့လမ်းကြောင်းဟာပေါ့နော်ဣစတေးလူမျိုးတွေတဆင့်ပြီးတဆင့် အချိန်ကာလတစ်ခုပြီးတစ်ခုပေါ့နော်အပုံဆောင်ချက်တွေတစ်ခုပြီးတစ်ခုပေါ့နော်အစုံလင်ခဲ့တဲ့ဇာလီနော်ဒီဇာလီတာ၍တာ၍ရှင်းရှင်းလင်းလင်းနားလေရတာဖြစ်တယ်သူတို့ကအူဖွားတဲ့နွားတွေအူဖွားတဲ့တိုးတွေကိုပေါ့နော်ပူဇော်ခြင်းမှာတဲ့သူကအကြောင်းအရာနှစ်ခုကိုသူကပြောနေတာဖြစ်တယ်ရွေးနှုတ်ခြင်းအတွက်ပေါ့နော်ရွေးနှုတ်ခြင်းအတွက်ရေနောက်ပြီးတော့ဒီရစ်လင်ပေါ်မှာပြက်ဖြတ်မဲ့အသွေးနဲ့ပေါ့နော်ကိုရော်ရဲ့ခြေနှက်ခြင်းအတွက်ပေါ့နော်အဲဖျားသခင်ဖျားထံအဲသူတို့ချုံမြေ င်တဲ့ရနတ်ရရှိရန်ရစ်ပလင်ပေါ်မှာလောင်ကျွမ်းချင်းဖြစ်ပူဇော်သည့်စီဥတို့ဖြစ်ပါတယ်တဲ့။အိုခေရှုဘောနောခေရှုက ထိုအကြောင်းအရာရဲ့နှခု ဖြစ်ကြောင်းကိုပေါ့နော်တွေ့ရတာဖြစ်တယ်အဲကျွန်ုပ်တို့အတွက်သူကကိုရောကပေါ့နော်တွန်းလောင်းမဲ့အသွေးတော်နဲ့ဘုရားခင်ရဲ့အလိုဆန္ဒကိုပေါ့နော်ဂျေနတ်နိတိစီတဲ့ပေါ့နော်အဲနိတိစီခဲ့တာဖြစ်တယ်ဆိုတဲ့အရာ CU ကအဲ့ဒီအရာကိုပြောနေတာဖြစ်တယ်ဆိုတဲ့အရာပေါ့နော်ဒီ CU နဲ့အဟုတ်ဖွားတဲ့အကြောင်းပေါ့နော်ရွေးနှုတ်ခြင်းနဲ့ပေါ့နော်ဒီဘုရားကိုဂျေနတ်နိတိစီခြင်းပေါ့နော်အဲရစ်ဒီမှာလောင်ကျောင်းခံမဲ့ပေါ့နော်အရာကိုသူကဒီ ပြောနေတာဖြစ်တယ်ဆိုတဲ့အရာပေါ့နော်ဒီနေ့မားပေါ့ဒီအာဘင်လာရဲ့လမ်းကြောင်းကိုလည်းကျွန်တော်တို့ရှင်းရှင်းလင်းလင်းပေါ့နော်တွေ့မိရတာဖြစ်တယ်ပေါ့နော်နောက်ပြီးတော့ဖျားသခင်ဤပထမဆုံးတော့ယစ်ပရောဟိတ်လည်းဖြစ်ခဲ့တယ်ပေါ့ဒီအာဘင်လာကပေါ့နော်ဒူဒီတဲ့ဒူဤပူဇော်တကာကိုပူဇော်ရန်အတွက်ယစ်ပရောဟိတ်တူကိုငားရန်ခဲ့ခြင်းမဟုတ်ပဲပဲထိုအရာကိုမိမိကိုယ်တိုင်လုဆောင်ခဲ့တာဖြစ်တယ်တဲ့အာဘင်လာမန္တမြသည်ယစ်ပရောဟိတ်မှာဖြစ်ကြတယ်တဲ့အခြားသူများကိုတင်ရဲ့ပူဇော်တကာအဖြစ်ပူဇော်ရန်မတောင်းဆိုပါနဲ့တဲ့ ီထဲမှာပေါ့နော်တကယ်ပေါ့နော်ကျမတို့ကလေးပေါ့နော်အဲကိုကိုကိုပေါ့နော်ဒီအတင်းတော်အသက်တာထဲမှာရှိတဲ့ရောက်လာပြီးဖြစ်တဲ့လူတွေအားလုံးဟာပေါ့နော်အဲရစ်ပရဟိတ်ဖြစ်တယ်ဆိုတဲ့အရာမိမိကိုအဲအရက်အရာကိုပေါ့နော်သိရှိသား၍သိရှိနားလေစေတာဖြစ်တယ်ဒါကြောင့်မို့ဒီညီကိုကတော့ပြောတယ်ပေါ့နော်အဲပေါ့နော်ဒီအဲဘုံတော်ကြီးတွေထဲမှာပေါ့နော်တွားပြီးတော့ပေါ့နော်ရစ်ပရဟိတ်တွေကိုတွားပြီးတော့တဲ့အမှုဆောင်တော်သူတွေဟုတ်ပဲတိအုပ်များထံသို့မတွားပါနဲ့တဲ့တင်ဒီပူဇော်တကာများကိုပူဇော်ရတော့ရစ်ပရဟိတ် များဖြစ်ရမယ်တဲ့။အိုးသခင်ယေရှုအသင်းတော်တက်တာမှာရှိတဲ့သူအလုံးဟာယေပရဟိတ်များဖြစ်ကြပါတယ်တဲ့။ကျွန်ုပ်တို့ဒီခရစ်တော်ကိုဖယားသခင်တန်ဆက်လက်ကျမတို့ကပူဇော်ရပူဇော်ရမှာဖြစ်တယ်ဆိုတဲ့အရာပေါ့နော်။ဒါကြောင့်မို့ဒီအာဘေလအဖြစ်ပေါ့နော်။ကိုယ့်ရဲ့အရက်အရာကိုလည်းပေါ့နော်။ဒါ၍မြင်စေတယ်ပေါ့နော်။ဒီအသက်ရဲ့လမ်းကြောင်းဟာပေါ့နော်။အဲဒီလိုတွားနေတယ်ဆိုတဲ့အရာပေါ့နော်။အဲနောက်ပြီးတော့ဒီအသွေးသားနဲ့ဝုတ်ပြုတ်ကိုယ်ွယ်တဲ့ တို့များအမြင့်ဆဲခံရချင်းတဲ့ဒီအဲထဲမှာလဲပေါ့နော်အမ် သူကအာဘီလကဗောနောအာဘီလတီးတဲ့ကာအိနအဖြစ်ဗောနောသူကညင်းဆဲချင်းနဲ့အတေတတ်ချင်းကိုသူခံခဲ့ရတယ်ဗောနောအဲမိမိရဲ့လမ်းကြောင်းဗောနောနီလာနိုင်ဖျားခင်ကိုဝုတ်ပြုတ်ကိုကိုွယ်ခဲ့တော့တဲ့ကာအိနနဲ့မတူညီပဲတဲ့ကာအိနဟာမိမိရဲ့လမ်းကြောင်းဗောနောမိမိအတွက်အသက်ရှင်ခြင်းဗောနောမိမိကိုကိုကိုစားပြုခြင်းဗောနောအဲဗောနောအဲ့တူနဲ့ဗောနောသူကပူဇော်ခဲ့တယ်မိမိရဲ့အစွမ်းအစမိမိရဲ့ကောင်းမကောင်းအရာအလုံးအဖြစ်ဗောနောသူကဗောနော အဲကိုကိုွယ်ခဲ့တဲ့အခါမှာဖះကိုဝုတ်ပြုတ်ခဲ့တဲ့အခါမှာကာအိနာနဲ့မတူညီပဲတူဒီတဲ့ဖះသခင်ရဲ့နီလာ၌ဖះကိုဝုတ်ပြုတ်ကိုကိုွယ်ခဲ့တဲ့အတွက်ကြောင့်မို့ပေါ့နော်အဲဒါကြောင့်မို့နောက်ဆုံးဆိုရင်အဲကာ ကာအိနာရဲ့တပ်ဖြတ်ခြင်းကိုသူကခံခဲ့ရတာဖြစ်တယ်တဲ့ဒီထဲမှာဘယ်အရာကိုပြန်ပြီးတော့ကျမတို့ပေါ့နော်အဲပေါ့နော်ဒီနေ့ပေါ့နော်နားလေရလဲဆိုကာအိနာဒီတဲ့အသွေးသားနဲ့ရှိခဲ့ပြီးတဲ့သူဤကျိုးစားအားထုတ်ခြင်းဖြစ်တဲ့အတိနံပေါ်မှာပေါ့သူမိခိုခဲ့တော့လေတဲ့ကာအိနာကမိခိုခြင်းမရှိဘူးတဲ့ဒါကြောင့်မို့တဲ့ဒီအတိုင်းပဲတဲ့သူနဲ့မိခိုခြင်းဒီတဲ့အဲဒီနေ့ပေါ့နော်အာဘေလဒီခရစ်တော်ကိုမိခိုပြီးတော့ဝါကြွားခဲ့တာဖြစ်တယ်ပေါ့နော်ဒီကာအိနာက အတွေ့အသားကိုသူကမိခိုပြီးတော့အဲဘောနော်ဝါကြွားခဲ့တာဖြစ်တယ်ဘောနော်သူတို့နေဦးရဲ့ဘောနော်လမ်းကြောင်းကဒီလိုသွားတဲ့ခါတကြောင်မို့တဲ့အတွေ့အသားနိုင်တဲ့ဒီနေ့မှလည်းဘောနော်ဒီထဲမှာပြန်လည်ပြီးကျမတို့ကိုတတိပေးတဲ့အရာပြန်လည်ပြီးတော့ဘောနော်နားလေစေတဲ့အရာဖြစ်တယ်ဘောနော်အတွေ့အသားနဲ့ဝုပြုကိုကိုယ်တော်သူများဒီတဲ့ ဝိညာဉ်တော်၌ကိုးကွယ်သောသူများကိုအမြဲတမ်းဆန့်ကျင်တိုက်ခိုက်၍ညင်းဆဲနေမှာဖြစ်ပါတယ်တဲ့။အိုးခေရှုဒီရဘောနော်ဒီလမ်းကြောင်းတစ်ခုခါအမြဲတမ်းဘောနော်ဒီကာအိနာကဘောနော်အာဘေလကိုဘောနော်အဲဘောနော်ညင်းဆဲပြီးတတ်တယ်လို့ဘောနော်ဒီနေ့ဝိညာဉ်လူဖြစ်ပါလေဆိုတဲ့ဘောနော်ကျမတို့ဝိညာဉ်၌ဘောနော်ကျမတို့အသက်၌ဘောနော်အဲတောတယ်ဘောနော်ဘုရားကိုကိုးကွယ်တဲ့လူတွေကိုဘောအမြဲတမ်းအသွေးသားဟာဘောနော်အဲညင်းဆဲဆန့်ကျင်တိုက်ခိုက်ပြီး အဲဘောနော်တားဆီးနေမှာဖြစ်တယ်ဆိုတဲ့အရာဒီလမ်းကြောင်းတစ်ခုထဲမှာဘောနော်ကျမတို့ကိုဘောနော်ဒါရွေးရှင်းရှင်းလင်းလင်းဘောနော်မြင်စေတာဖြစ်တယ်ဦးတခေရှုဒါကြောင့်ဒီဟာကိုဘောနော်အာဘီလာဟာခရစ်တော်ကိုပုံဆောင်တာဖြစ်တယ်ဘောနော်ပုံဆောင်ချက်ဒီအရေးတုံးမဟုတ်ပုံကြီးဖြစ်တယ်တဲ့အာဘီလာဒီခရစ်တော်မဟုတ်တော့ညာလဲဒူဒီခရစ်တော်ဤအချို့တော့တွင်ပြင်းများကိုသူကပြတ်တချင်းအဖြစ်တဲ့ခရစ်တော်ရဲ့ရုပ်ပုံတစ်ခု ဖြစ်ခဲ့တယ်တဲ့အာပေလဒီတဲ့ဒီနေ့ညမှာပေါ့နော်ဒီထဲကနေဒီလမ်းကြောင်းတစ်ခုကိုပေါ့နော်ရှင်းရှင်းလင်းလင်းကျမတို့ကိုကြွေးမွေးတားတယ်ပေါ့နော်ဒီကျမပေါ့နော်တကယ်ဝမ်းမြောက်ရတဲ့အရာဒီနေ့ပေါ့နော်ဒီကျမတို့ကကောင်းမကောင်းတိကျွမ်းရာလမ်းကြောင်းနဲ့ပေါ့နော်ဒီအသက်ရဲ့လမ်းကြောင်းတစ်ခုထဲမှာပေါ့နော်ကျမတို့တွားနေတဲ့ရက်နေတာဖြစ်တယ်ဆိုတဲ့အရာဒါကြောင့်ဒီလမ်း အကြောင်းတစ်ခုဟာပေါ့နော်ပြီးမြောက်ပြည့်စုံခြင်းပေါ့နော်ဗျာဒိတ်ကျမ်းမှာပြီးဆုံးသွားတဲ့အခါမှာပေါ့နော်ဘာဘလိုမျိုးကြီးနေပေါ့နော်ဒီယေရုရှလင်ပြီးမြောက်ပြည့်စုံခြင်းထဲမှာလမ်းဆုံးသွားမှာဖြစ်တယ်ဒါကြောင့်မို့ကျမတို့နေ့ရက်တန်းအသက်ရှင်ခြင်းထဲမှာအသွေးသားနဲ့ဘူပေါင်းခြင်းဟာပေါ့နော်အသွေးသားနဲ့တွားခြင်းဟာပေါ့နော်အမြဲတမ်းဝိညာဉ်အရာကိုသူကအမြဲတမ်းဆန့်ကျင်ပြီးတော့ဝိညာဉ်မှာကိုးကွယ်တဲ့လူဝိညာဉ်နဲ့အသက်ရှင်တော့သူပေါ့နော်အသက်ရဲ့လမ်းကြောင်းထဲမှာအသက်ရှင်ပြီးတော့တွားနေမယ်ဆိုရင်ပေါ့နော်ကျမတို့ဟာအမြဲတမ်းတားဆီးခြင်းရှိနေမှာဖြစ်တယ်ဆို ိုတဲ့အရာကျမတို့ကဒီအရာကိုဘယ်တော့မှမမှုပဲပေါ့နော်ကျမတို့ဟာအသက်ရဲ့လမ်းကြောင်းထဲမှာပဲဟောအစင်ဆိုင်ဆိုင်ပေါ့နော်ကျမတို့ကအဲတတမတ်တီကျမတို့နေ့ရက်တိုင်းတွားဖို့ရန်အတွက်ပေါ့နော်အဲအရေးကြီးတယ်ဆိုတဲ့အာဘီလာဒီအသွေးသားနဲ့ရှိတော့ သူ့ညီကိုအဖြစ်တတ်ချင်းခံခဲ့ရသည်ယေရှုဒီလေတဲ့ထိုနည်းတူပဲဒီယေရှုဟာလည်းပဲဂျူးလူမျိုးတွေညီကိုတွေအဖြစ်တတ်ချင်းကိုခံခဲ့ရတာဖြစ်တယ်ဒီနေ့ကျမတို့ရဲ့ဗောနော်ဒီထဲမှာလည်းဗောနော်အတင်းတော်အသက်တာထဲမှာလည်းဗောနော်ကျမတို့ကိုတတ်မဲ့ဒီကောင်းမကောင်းနဲ့ကျမတို့အထဲမှာတွားနေတွေ့ကြတော့ဗောနော်ဒီယေရှုကိုဗောနော်အသက်ရဲ့လမ်းကြောင်းကိုအမြဲတမ်းကျမတို့ဟာကျမတို့ကိုနိုင်လဲအမြဲတမ်းဗောနော်ဒီအသက်ရဲ့လမ်းကြောင်းကိုတတ်တော်သူပိတ်တင်တော်သူဗောနော်တားဆီးတော်သူကျမတို့တွေလည်းဖြစ်နိုင် ယ်တကြောင်မအချိန်တိုင်းမှာအဝိညာဉ်နဲ့လက်ဒီဖို့တခင်ဖျားဝိညာဉ်နဲ့ဖျားကိုကိုးကွယ်တော်သူများဖြစ်ဖို့ရန်အတွက်ဒီလမ်းကြောင်းနှစ်ခုထဲမှာပေါ့နော်ဒီနေ့ဒီနေ့ညမှာပေါ့နော်ကျမရရှိတဲ့အရာအနည်းငယ်စစ်စစ်နာဖြစ်ပါတယ်ကျမရတဲ့အရာကအနည်းငယ်ပဲဖြစ်ပါတယ်မစုံလင်ပါဘူးဒီမှာပေါ့နော်အင်္ဂါဝင်ဒီထဲမှာအများကြီးပေါ့နော်အဖရားရဲ့ပေါ့နော်ကျွေဝချင်းတွေအများကြီးရှိပါတယ်လို့သတ်ဆင်းပြီးတော့အတူတူကကျွေးမွေးတိဆောက်ကြပါလို့ တလောက်ပဲစပါရဲခေရှုကိုရောဟူဂျေစုတင်ချီးမွမ်းပါ၏အာမင်